မြန်မာနိုင်ငံရှိမော်တော်ယာဉ်တွေမှာမော်တော်ယာဉ်မောင်းနှင်တဲ့အရှိန်ရင်တိုက်မှုဖြစ်စဉ်လူရဲကြမ်းဖက်မှုဖြစ်စဉ်တွေနဲ့အခြားသောအကြောင်းအရာတွေဖြစ်ပေါ်လာပါကအမြန်ဆုံးဖြေရှင်းပေးနိုင်ဖို့ GPS စနစ်ကိုစတင်တပ်ဆင်တော့မှာဖြစ်တယ်လို့မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်အမြန်လန်းရဲတပ်ဖွဲ့မှတပ်ဖွဲ့မှုရဲမှူးကြီးနေဝင်းကစက်တင်ဘာလ20ရက်နေ့နံနက်ပိုင်းကပြောကြားခဲ့ပါတယ်။ ကုကဲရေးစင်တာကနေစောင့်ကြည့်နိုင်မဲ့ GPS စနစ်ကိုအကောင့်ထဲပေါ်ဆောင်ရွက်ဖို့ကုမ္ပဏီ6ခုကတင်တာတင်သွင်းခဲ့ပြီးအကောင်ဆုံးဖြစ်မဲ့ကုမ္ပဏီတစ်ခုကိုရွေးချယ်ခဲ့ကဝင်ကြီးဌာန၄ခုနဲ့စာချုပ်ချုပ်ပြီးဆောင်ရွက်သွားမှာဖြစ်တယ်လို့ရဲမှူးကြီးနေဝင်းကပြောပါရယ်။အဲဒီစနစ်တက်ဆင်မှုကိုခရီးသည်တင်ရင်းနဲ့မှာအရင်ဆုံးတက်ဆင်သွားမှာဖြစ်ပြီးအဲဒီနောက်မှာအငှားရင်တွေနဲ့တနိုင်ငံလုံးမှာရှိတဲ့မော်တော်ယာဉ်တွေမှာတက်ဆင်သွားမှာဖြစ်ပါရယ်။ လက်ရှိမှာတော့မော်တော်ယာဉ်အားလုံးရဲ့သွာလာမှုတွေကိုစောင့်ကြည့်နိုင်တဲ့စင်တာကိုတက်ဆင်တိစောက်ပြီးဖြစ်တယ်လို့သိရပါဗျ။ဒီလိုတက်ဆင်ရခြင်းဟာမော်တော်ယာဉ်တွေမိုင်နှုန်းဘလောက်နဲ့မောင်းနေနေပြီးဘယ်နေရာမှာယာဉ်တိုက်မှုဖြစ်နေတယ်ဆိုတာကိုသိရှိစေဖို့အပြင်လူရဲ့အကြမ်းဖက်မှုဖြစ်စဉ်တွေဖြစ်ပေါ်လာတဲ့အခါနှီးစက်ရတာဝန်ရှိသူတွေကိုအမြန်ဆုံးဆက်သွယ်အကြောင်းကြားပြီးသွားရောက်ကူညီပေးနိုင်ဖို့ဖြစ်တယ်လို့သိရပါဗျ။ အခုနှစ်2014ခုနှစ်မေလကနေဩဂတ်စ်လကုန်ထိရင်းတိုင်းမှု4400ကျော်ဖြစ်ပွားခဲ့ပြီးလူဦးရေ1100ကျော်သေဆုံးခဲ့တယ်လို့မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်ယုံကသိရပါဗျာ။